ก็จะเป็นความเชื่อความหมายแต่ถ้าเกิดเราดีใจจนรับดีดีสุดเนี่ยพอมาแล้วสุดอาชีพอะไรพอเราไม่เห็นแล้วก็เป็นอาเป็นเด็กเนาะเทศบาลเนี่ยดีดีที่เป็นเด็กที่ต้องการเนี่ยแต่ถ้าเกิดว่าแต่ถ้าเกิดว่า တစ်ခုမှာစူပါအောင်လို့တရားတော်ထိတ်တယ်အားထုတ်ရတယ်။ဘောဇောဦးမှာတတိယတော်ရဲ့စုဝေးပြီးတော့တိုင်ကြတယ်။ဒီဝါရင်းတော့နာမှာချာချာတာတာနဲ့ညီညီလေးလေး ်ဒီကြတယ်ဘလိုလုပ်ရင်ချမ်းသာရဲဘလိုလုပ်ရင်ဒီမှာတာမင်းရတဲ့အခါပစိပေးကြည့်ရမယ်ဘာအကြောင်းတော့မဲ့ပါစလားပြောကြတာတော့ဘာမင်းလုံးကိုပစိပေးကြည့်ရတယ်တော်ဝါရောစီးပွားကြတာ။ဒီအစားအသောက်တွေဘာသာအောင်လို့ ်ဝစီဝစီကိုချက်ပါဉာဏ်ကြောင့်ကာကြောင့်မြစ်စွာဘုရားကိုဝါတော်တော်ကြာစိတ်ကလာတဲ့ဉာဏ်ကြည့်စုံဘုရားကိုဝါပြီးပြုရတော့တရားချတာမြစ်စွာဘုရားက လည်းလူတွေပေါ်တဲ့အချိန်မှာတဲ့လားမြေလို့ကြရတယ်ဆရာမိကိုတည်းနေလို့ဒီလိုစားရတဲ့စိတ်ပြီးပါတယ်ဒီမြေလို့ချမ်းသာတာဒီရတဲ့အားလုံးဒီစွာလုံးတခုစားနေတာပြီးတယ်ပြီးရတော့ရပါ မာရီမောင်ကတော့စနာပြောမယ်ဆိုစီတက်ချက်လာခဲ့တယ်ဆိုတာကနာတိ။ကိရတာလည်းစာရတမင်းကြီးတယ်။တရားရှင်တို့ဒီတိရတာမျိုးကုန်ပြီးတာရိုးချက်တစ်ခုရှိတယ်။တရားဟောကြားခြင်းလို့ဒါတော့ဘုံကြီးပြည့်နေစေ။အကြောင်းကြားကိုဖော်ပြတယ်ဆိုတော့ဥစ္စာတရားတရားဟောခြင်းဆိုရင် စကားစစကားစဆံရတယ်နဲ့ပြည်ရတာလေးမျိုးရဲ့စကားစတရားလို့အဝိနည်းပြည့်ရစေတဲ့ဆိုရင်အကြောင်းမြတ်ဖို့ထွက်တဲ့တရားတော်ကြီးအကြောင်းမြတ်တဲ့သစ္စာတရားကစီကံတော်တရားရှိတော်ဒီစီကံထွက်ရတဲ့ဆိုလို့ရှိရင်အကြောင်းမြတ် ပေါ်လာမှာထုတ်ပြန်ရရှိတာဒါဘုရားဆိုတဲ့ဓမ္မတာကုသ။အခုလည်းပြောရမယ်ကဝိသီစိတ်ကပြည့်ညက်ခြင်းနဲ့ပြည့်ကြ။အဲ့ဒီရတော့ဝစီဘင်းကျင့်တာကိုတိတိကျကျတရားရမျိုး။ရန်လို့ရတယ်လို့ကတော်ဝင်တော့ချမ်းချမ်းသာသာနဲ့ညီညီညွတ်ညွတ်နဲ့ဒီခက်ကြတယ်လို့ပြောတယ်။ ်ဒီလိုဒီရတဲ့အရာကိုတရားပြရမယ်ဒီရတဲ့အသေးတော်ကိုမစီပေးကြတာလည်းတော်ပါပြီတော့ဘာဝနာတော့ပြောရအောင်တရားစကားလည်းပြောရအောင်ပါစုတာလဝစီဘိတ်ကျမှာဘုလိုဘုံဒီရဲ့ချမ်းသာတဲ့ပုံစံပါ တော့ဘုရားကပြောပြီ။ဒါလိုတဲ့အဲ့လိုတုံးနဲ့တူစကားပြောပဲနဲ့ဘာစီလို့ချက်တယ်စီလား။အဲ့ချမ်းသာတဲ့အချက်ပါဘူး။ညီညွတ်တဲ့အချက်ပါဘူးပဲ။အဲ့ဒါပတ်တူတာမှာပါလို့ခေါ်တိရစ္ဆာန်တွေရဲ့ဒီလိုမျိုးပဲပါ။ ရိစ္ဆာန်ရောင်းတဲ့ခါစကားကိုပြောတယ်။ကျက်ပြေးဝေးထားကြတဲ့သူတွေတည်အဝတ်တွေပြည့်တဲ့သူတွေတည်ငောင်းတဲ့သူတွေတော်တဲ့ဘာသာအောင်ပြောတယ်။ခြံထဲမှာကျောင်းရောက်တော့ကိုယ်တော်ကလည်းဝတ်တွေအများကြီးဝေးထားတယ်။တော်တဲ့စကားအောင်ပြောတယ်။အဲ့တော့မင်းတို့ရဲ့ဝစီကိုကျင့်ရပါဘူး။ပရိစ္ဆာန်ရဲ့မိမိတို့ပြည့်ရတာလေ။ဤလက္ခဏာပါတာတိုးနေမိမိတို့ပြည့်ရတယ်။ ဒီကျန်တဲ့ပါဖိုးတွေအများကြီးဝေးထားနေတဲ့သူတွေဒီတော့လည်းတော့စကားပြောရလို့ပါအဆင်ပြေတယ်။ဒါပေမဲ့ဒီအခုစဉ်းစားကြည့်ရင်တိုးတွေဒီလိုဖြစ်နေပြီ။ပါပတ်တာတောင်းမှာမင်းတို့နေခဲ့တာကဇာတူတွေလိုဖြစ်နေပြီ။ဇာတူတွေအရောက်နဲ့ပြောင်းမခေါ်ပြောရဘူး။ဒါမှမဟုတ်ရင်ဒီစီအောင်သွားကြတယ်။ ုတဲ့ဒိဋ္ဌိကအရှင်းရှင်းလေးပြုလို့တရင်သုံးနေပါရဲ့ဟာတဲ့ဉာဏ်လိုမျိုးတုံးတဲ့ပြုစီမှာပြောကြတယ်ရာဇံဒီရဲ့ဒီလိုတူရဲ့ဒီလိုပါတော်ရဲ့ဒုစရဲ့ဒီလိုရဲ့အဲဆန်းတော်ကြောင့်အကျင့်ပါဘောပဲအဲဒီဥစ္စာတွေကဝီလီဥပဒေတစ်ခုထုတ်တယ် ။ဒါဒိဋ္ဌိဘုကဗတ္တအတ္တိယသမာဓိ။သမာဓိတက်တာ။ဘုကဗတ္တလူအလိုရဲ့အခြေ။သဘာဝမျိုးတက်တဲ့အာရုံသဘာဝမျိုးတက်တာ။အတ္တိယသမာဓိကအဋ္ဌိတရေအကျဉ်းအဲ့လိုကိုစိတ်ပိတ်ကျင့်လဲဆိုတာအဋ္ဌိတရေအကျဉ်းယူအားတွေအကျဉ်းပဲ အဲ့လိုလူအားမရအခြင်းအဲ့လိုရအခြင်းဖြစ်တယ်လောဘဇရာဘုရားဇရာနဲ့ဆိုပြီးတော့ဝစီပိတ်တဲ့အခြင်းကိုကြည့်ရအောင်ကြည့်ရင်အားလုံးတည်းပေါ့ဒါနဲ့တော့ဒီဝစီပိတ်ကိုကြည့်ရအောင်ဝစီပိတ်ချက်အားလုံးတည်းအဲ့တော့ဒိဋ္ဌိစံဒီဒီလိုခေါ်တယ်ဇာတိဒီဒီလိုခေါ်တယ်ဒုရိယဒီဒီလိုခေါ်တယ်ဘာလို့ဘာစံတော့ပြောမှုဆိုပြီးတော့အဲ့လိုကြည့်ရအောင် ကြည့်နေဆိုတော့ဘလို့ကြည့်လို့ရတယ်ဆိုတော့တရားစကားမဟုတ်ရင်မပြောဘူးကွာအကျိုးမရှိတဲ့စကားဆိုရင်မပြောဘူးတရားနဲ့ဆက်တဲ့စကားကိုပြောပြီးတရားနဲ့ပါရင်ပြန်ဆက်တဲ့စကားကိုပြောတယ်အဲဒါကအပေါ်စကားတွေမပြောဘူးလို့အဲ့လိုမျိုးတော့ကြည့်လို့ရတယ်ကြည့်ကြရမှာဆယ်လို့ကြည့်ရမယ်ဒီလိုဆယ်လို့ကြည့်ရမယ် အခုစကားကြီးပြောနေပါဆိုရေပုံပေါ်မှာရေပုံလိုက်တာအခုလည်းပတ်သက်တဲ့စကားဓမ္မနဲ့ပတ်သက်တဲ့စကားကိလ္လဘာဝိပိဒါနဲ့ပတ်သက်တဲ့စကားမျိုးဆိုပြီးပြောလို့မရဘူးအဲ့ဒါမျိုးကအဆက်နဲ့ချိန်ကောင်းတယ်ပေါ့နော်ဘာလို့ဘာစကားမှမပြောဘူးဆိုရင်အဲ့ဒါအချိန်ကောင်းအဲ့ဒါတိတိတည်းရဲ့အချိန်ကောင်းတော့ဒါကြဲတော့ဗျာဒီဝစီဘေးဒိဋ္ဌိံနဲ့ဆိုပြီးတော့လို့တော့ အဘိဓမ္မောတိတ်ကြီးအကျင့်လို့ခေါ်တယ်။ပရိစ္ဆေရဲ့အကျင့်လို့ခေါ်တယ်။ဉာဏ်ဉာဏ်ရဲ့နေရင်းမှုလို့ခေါ်တယ်။အကျိုးမရှိရင်မပြောဘူး။အကျိုးရှိတယ်လို့ပြောမယ်။အဲ့လိုပဲစောက်ပြီးတက်ပါတယ်။အဲ့လိုပဲကျင့်တယ်ပါတယ်ပေါ့။အဲ့ဒါနဲ့ဥစ္စာတရားကဆက်ဆက်ပြီးတော့ဒီပေါ်ရနာဆိုတာကိုပြန်လာဆက်ပြောအဲ့တော့ဒီမှာဟဲ့ကဘုံပြောနေတာတရားတော်ကပြင်တာဒီဝါကျွန်တော်မဟုတ်ဘူးပြောရမယ်ပြန်ဥစားပြန် တယ်လို့ဝါကျုပ်ရဲ့အခါမှာဒီလိုဘုလိုတည်ထောင်လာပြည်နေပါပေါ်ဝါရနာပြုရမယ်ဥစ္စာပြရမယ်ပေါ်ဝါရနာပြုတယ်ဆိုတာပေါ်ဝါရနာဆိုတာပါးစရာမြမလိုကဖိမ့်မယ်လေလို့အဓိပ္ပာယ်ရတယ်။ဘာဖိမ့်မယ်လဲဆိုတော့ဒိဋ္ဌိနာဝသူတေနာဝဝိသေကာယဝဝရဏိတ္တအာယတနာ တန်ခါးတန်ဘောဝါမကြီးတန်လာတော့ဘုရားတော်အဖြစ်မှာပါလေဒိဋ္ဌိနာမှာမသိမလျော်တာလုံးနေတာကိုသင်များတို့ကိုယ်နဲ့မျက်စိနဲ့တတ်အပ်နေဖြစ်စေသူဒီမှာကိုယ်တော့မမြင်ဘူးများစရာအဆင်ပြေအဲ့ဒီဦးစင်ကအဲ့ဒီပုံကြီးကအဲ့ဒီဆရာတော်ကဒီလိုမျိုးလေမကောင်းတာကိုလုံးနေကြောင်းဘုရားရဲ့ဝိသီကနေကိုသူ့ဘောင်းနေကြောင်းကိုအချက်ကကြားလိုက် ဒါရောပရိသေသာရောက်ပါအများကြီးရှိတယ်။ဒီဘုန်းကြီးကဒီဆရာတော်ကဒီဥစဉ်ဟာဘုရားရဲ့ဝိနည်းတော်ကိုချုပ်ပေါက်နေတယ်ဆိုတာဆက်ဆက်ပြီးတော့အများဖြစ်တယ်ပေါ့။ဆက်ဆက်ပြီးတော့အများဖြစ်တယ်။ဘုန်းကြီးတော်ဆောင်ကလူ့ဘုရားရဲ့ပြည့်စုံဒီဘုန်းကြီးကဆုံးဖြတ်ဝိနည်းတော်ဘုန်းကြီးတော်မှာဘောင်းမိနေတယ်ဆိုရင်ဒီဘုန်းကြီးဘောင်းမြောက်တာကအဲ့လိုဘုန်းကြီးဘုရားတော်ကဘုန်းကြီးကိုတရားကျင့်ကြဘူးတိုင်းပြောင်းမိဖို့တွေ့တော့ဘုန်းကြီးဘောင်းမိလို့တလား တော့ဘုန်းကြီးရဲ့နေရာမှာစားစရာတွေကိုတွေ့ရတယ်။အဒီဘုန်းကြီးကလည်းစားလို့လာတော့တန်ရဖြစ်တယ်ပေါ့။ဆိုတော့အဲ့ဒီလိုမျက်စိနဲ့တန်းနေခဲ့ရင်ဖြစ်စေ။သူများစီရဲ့စိတ်ကြားခဲ့ရင်ဖြစ်စေ။တန်ရရှိခဲ့ရင်ဖြစ်စေ။ဘုရားပြုတာအားရတယ်တော့ရှင်များတို့အားထုတ်ပါလေဆုံးမကြအောင်ပြောစရာပါ။ရှင်များကအဆက်အသွယ်တောင်းလို့တင်လို့ပြ။ဒီလိုမျိုးတွေကဆုံးမကြအောင်ပြောတာ။အလုံးကောင်းတဲ့အခြေအနေဖြစ်ပါ ်တန်ဘာတိဘောဝရတိနော်တန်ဘာဘုရားနေပါလေဒါတခုပြောတယ်ဒိဋ္ဌိနဝသုတိနဝသိတိကာယဘောဒေနုနာအဲ့တော့အလုတ္တနာဥပါဒါတတိယဘောဝတနာတော့အဖြစ်တတိယဘုံမဲ့တာတော့အဖြစ်ပြောကြအောင်ဆင်ကြအောင်ဆက်ပါတယ်ပါပတ္တတော်ပဋိကိတအဲ့ဒီလိုစင်ကြားလို့ပြောရတာဆုံးပါတယ်အရှင်ရောသုံးပါတော်ဒီတော့ဟုတ်ကဲ့ဒါကလည်းမျိုးစိမ့်နဲ့တက်နေတယ်ဆိုပြီးပါတယ် အချင်းရွယ်တာဖြစ်ပါအမြင်ရွယ်တာဖြစ်ပါဒါကလည်းအမြင်ရွယ်တာဖြစ်ပါအနာဂတ်ရဲ့ဆင်းရဲတွေကလည်းဖြစ်ပြီးတော့ပဲအထက်ကျမစိုးရရအောင်သာဝေဒမှာနော်ဉာဏ်တော်ကအိမ်ကုန်ကြွားတယ်အိမ်ကုန်ကြွားတော့အဘိဓမ္မာမှာဗိဓမ္မာမှာလည်းမအဖို့ပြတ်တာအဲ့ဒီအိမ်ကဆုံးတော့တဲ့အလုပ်တိကလည်းဘုန်းကြီးကိုဆုံးတော့ပြီးတော့ထားတယ်ဘယ်မှာထား မိကတော့ခဏနဲ့တာတစားလေးထားခဏနဲ့ထားအဲဒီဘေးဘောင်းကလှမ်းကြည့်လိုက်တဲ့အခါမှာမျိုးသမီးနဲ့ဘုန်းကြီးကကဲ့ရထားလို့ဖြစ်နေတယ်မျိုးသမီးနဲ့ဘုန်းကြီးကကဲ့ရတဲ့ပုဂ္ဂိုလ်ကနေထားလို့ဖြစ်နေတယ်ဘေးဘောင်းကလှမ်းကြည့်တဲ့အခါမှာဒါသိနေတယ်လားတော့တော့တကယ်တကယ်ကျတော့မဟုတ်ဘူးမျိုးသမီးကတခြားတဲ့ကခဏနဲ့ထားတယ်ဘုန်းကြီးကလည်းဒါနဲ့ဘေးဘောင်းကကြည့်တော့တခြားနဲ့ဖြစ်ပြီးတော့ ပူပူကကထားနေလို့ဖြစ်စရာမင်းနေတာဒါကလက်စီကမြင်တတ်တဲ့အမှန်အဟုတ်ပေါ့နော်အမြင်မှားတာကတော့လောကမှာအများကြီးရှိတယ်အမြင်မှားတာအများကြီးပဲညဘယ်စီကတက်အနေနဲ့ချူပါအာနာမာကိုလည်းစီကတွေ့တာဆိုပြီးတော့ဆွဆွတဲ့တယ်ပေါ့နောက်ဒီစက်ကြားတာအပူဆိုးသေးတယ်သူများစီကလက်စက်ကြားတာကသူများကကိုယ်လုံးချင်ပြောတာလည်းဖြစ်တယ်အချက်ကလည်းပြောတာလည်းဖြစ်တယ်မလို့တော့မဖြစ်တာလည်း ချိန်ချိန်လုံးပါလေပေါ့။တော့တန်တရားဆိုတာကိုဆိုပါမယ်။ဒါကြောင့်မျက်စိနဲ့တက်တက်နေနေနားနဲ့ကြားဆက်ဆက်ကြားနေတယ်။အမှုရောတန်တရားဖြစ်တယ်ပေါ့။အဲ့လိုရှိလို့ပြောခွင့်ရှိတယ်ပြောရတယ်။အချိန်များပြီးလို့ပြောတယ်။ဆိုတော့ပြောလို့ရှိနေတယ်။အပြောခံရတဲ့ပုဂ္ဂိုလ်ပါလား။သူပြောလို့ပြောဟုတ်တယ်ပေါ့နော်ဟုတ်တယ်တတိယအရင်ဒီကိုမလုပ်ဘူးလေအဲ့ဒါကိုလုပ်ပြီးရစေ ပတ်သက်တော့ပြိရိတာကိုပတ်သက်တော့အဲ့ဒီအဖြစ်ကိုဟောပါရင်တွေ့ရဆိုတော့ပြိရိတာကိုပူဇော်ရတယ်ပေါ့အားလုံးရှိရမယ်ပေါ့ဟုတ်တယ်ဇေယျလို့ဆိုပြီးတော့လုပ်ပြီးပါတယ်ဟောပြီးပြီးပါပြောပြီးပါတယ်ပေါ့အဲ့လိုဆိုရင်အဲ့ဒီအဖြစ်ကိုပူဇော်ပါမယ်ဘလကောင်းတာလားပန်းစင်းစင်းတွေအကောင်းဆုံးအကယ်၍မသူပြောလို့မဟုတ်ဘူးတာအမြင်မှားတာပါငါကြွေးတာပါဘယ်လိုလဲပုံပုံကြီးကပြောတာပါဒီလိုမဟုတ်ပါဘူးဆို ူရဆရာရှိဘူးဟိုမှာပြပါမရှိတယ်အမြင်ရတာတက်တယ်နော်ဒါကြောင့်ဦးဇာဆရာရှိဆိုတယ်မရှိတယ်တော့ပြောပြရတယ်ပေါ့စိတ်မဆိုးရအောင်တော့နော်နောက်ဘုံဘယ်ဆိုးရအောင်လားစိတ်မဆိုးရအောင်အဲ့တော့ရောခံရတဲ့ပုံပေါ်မှာလည်းဟာစရာဆက်စပ်တယ်။ This is right. Okay, no change. ဘောခံရတော့ပါလေ။ဒီတော့ပြုတ်ပြပါလေ။ပြုတ်လို့ပြပါလေ။အဲ့ဒီတော့ဘောဘူးဆိုရင်အချင်းဆုံးရဘူးလေ။သူတို့အထင်ကြီးလို့ အမြင်တွေလို့စွစမ်းမိတာလုံးဝမိတာအဲ့ပေါ်မှာစိတ်မဆိုးပါဘူးနော်အဲ့ဒါဖုံးရင်လည်းဝန်ခံတယ်မဟုတ်ရင်စိတ်မဆိုးနေအဲ့ဒါပေါ်ပါတယ်ဘယ်လောက်တော့တုံ့နဲ့တုံ့ဖိမကူရည်ရောက်ပါတယ်ပြည်လမ်းစင်ကြယ်ဖို့အကျင့်တွေစင်ကြယ်ဖို့ကလုံးအရေးကြီးတယ်ပြစ်စားတယ်ဖြစ်ပေါ်လာတာဆိုတာပြောလို့ရှိလို့ဟုတ်ဘူး ဒီလိုမြန်မာလူတွေကဘဝနာပွဲတွေအပြောလို့ထင်တယ်ဘဝနာပွဲဆိုတာအပြောလို့ထင်ဖို့ပေါ့တာသနာဆွေးလို့ထင်ဖို့စင်ညာစင်ညာလို့ပြောပြပါရဲ့ဒီလိုတော့မှာအဖြစ်ဆုံးကြရရှိနေပစ္စည်းနဲ့အလေးနဲ့နားထဲကြတဲ့ဗျာရှိတဲ့ပြောကြပါဒီတော့အဲ့ဒီဖြစ်ဖို့တကယ်ရှိတယ်ဆိုပူဇော်ပါခင်ဗျာလည်းချက်ပြပါမယ်ပြည်ရတယ်အလုံးစုံ ်အလုံးအောင်ဆင်လာတဲ့ပုဂ္ဂိုလ်အဲ့ဒါကိုဘောဂနာတည်းလို့ခေါ်တာတတိယဓာတ်ရည်လို့ပါဘာကျွတ်တယ်လဲဘာလဲသူ့ဘာလို့ပြင်းနေပါလဲဘာလဲတဘာလဲတဘာလဲတဘာလဲဆိုတာတဘာလဲဆိုတာအဲ့လိုပြင်းပါတယ်ဆိုရင်လည်းဥစ္စာတရားဆက်ပြောတာအင်းရမယ်ကဘုရောပါတာအချင်းချင်းပြောရမှာပါဘုရားเนาะအချင်းချင်းပြောရပါ ဘုံမဲ့ solution တွေတပါအပြစ်လုပ်နေတာပေါ့ဒီမှာနေလိုက်နေတယ်။ဘာလို့မဆိုင်လို့လဲဆိုပြီးတော့ဖာပြီးပါနေခဲ့တယ်။အဲ့လိုဇာတ်အနာမတ်ချင်တာပေါ့။ဒါဆိုစားနေတဲ့ပုံပြပုံပြပြောရင်လူသီးနဲ့ပြောတော့တော့နေတာမြင်နေပြောရင်ဒီလိုပေါ်လာမှာဖြစ်မှာလေ။ပြောရစီကပြောရပါတော့ဖြစ်မှာလေ။ပြောရအောင်ဒီနေ့ကတော့အမှန်လို့ပြောပြီးပြောပြပါအောင်။ ညဘဝနာပြည့်စုံတယ်လည်းတည်းဉာဏ်နဲ့လာလို့ပါအရှင်ကြီးပြောရခြင်းအကျိုးရှိတယ်ပေါ့။ဘာလည်းအပိုင်းကိုထားတာအပိုင်းဆက်ကြည့်ခြင်းအကျိုးရှိတယ်ပေါ့။ကာယကစိတ်ကိုလည်းတရားထားမိတာလည်းပြောင်းပြနေတယ်။ဒါမို့တမင်နဲ့တော်စိတ်နဲ့ဘုဒ္ဓတိကလည်းဖြစ်တယ်။အဲ့တော့ဘုဟုရှင်ကပြေတော်မတမင်ကြီးကထောက်ပြတော့သူ့မှာအဲ့ဒီအကျိုးကိုမူဇာမနေပါဘူး။ကိုယ်ပါတယ်ကျန်တယ်ပြီးတော့လူကြီးတွေပါတယ်ဥစားလိုက်ပါ ပြီးသားစင်ပါတယ်ပေါ့အဲ့တော့အချင်းချင်းအဲ့လိုထောက်ပြပြောဆိုခြင်းဒီအာရုံတွေဟုတ်တာပြီးသားစင်တယ်ရောက်ချင်တယ်လို့ဆိုတာအဲ့ဒါတော့ဝိနည်းရဖို့ရခါတာဝိနည်းကိုလေ့လာလုပ်တယ်ပေါ့အဲ့လိုအချင်းချင်းပြောဆိုခြင်းဒီဝိနည်းတော်ကိုလေ့လာလုပ်တယ်အဘောမှာအဲ့ဒီတိုင်းကတကယ်ကျင့်တာလို့ဆိုပြီးပေါ့နော်တကယ်ကျင့်တာလို့ဆိုပြီးဦးစင်ဒီကစင်ကြတာအမေစားကိုယ်ရည်ဒီကစင်ကြတာအမေစား ။ဒါပေမဲ့ဒီစိတ်တွေတိကျလို့လားဆိုတော့ဖြစ်တာပါ။ဘောရကဒီလိုရှိတော့ပြကြတာ။ဒါပေမဲ့အစစ်တွေဘာလဲကဘာဝီနီတော်နဲ့ဆက်လို့ရှိတယ်။ထောက်ပြခြင်းပြောဆိုခြင်းဆုံးမှဒီရှိရအောင်။ဥပမာနဲ့အပြည့်နဲ့ဒီမှာလည်းအပြည့်နဲ့ဆိုတော့ဖတိပါတာနဲ့ညောရဲ့ပေါ့။ဘယ်လိုထောက်ပြလို့ဆိုတဲ့အခါမပြောတဲ့ဘူးဆိုတာကဘာလို့ရှိတာလဲ။ ဝိနေဆိုတာဒီတန်ရှင်းစင်စင်တို့ဖြူစင်စင်စင်တို့ချော်ဖို့ကမှာဝိဖြစ်ပါတယ်ဆိုတာအခုလည်းအဲ့လိုပဲသူ့ပါလဲအချင်းကိုပါလဲအချင်းကိုပြောကြတဲ့အခါသူချင်းရပြရတာလို့ဇေယျဘာစင်ရလို့လဲဆိုတာဖြစ်သွားတာဇေယျတကယ်လို့ဘုရားဇေယျဘာဟောလဲဇေယျကဘာစင်ရလဲဆိုတာဖြစ်ကုန်တာအဲ့တော့အဲ့ဒီပါစီရောဆိုတော့ထားလိုက်တာထားလိုက်ကြတယ်တာမာတော့ဘိုးဘုံကိုမြင်နေတာဥပ္ပဘုရောဆိုးတာ ကြောင့်ဥစ္စာကထောက်ရဖို့လို့ပြောပြဖို့လို့အဲ့လိုပြောပြဖို့ကဥစ္စာတွေကကိုယ်ဟာအားဆိုတာလုပ်ခဲ့တာ။နော်။ဉာဏ်တော်တွေကဘာလဲကွာ။အာရတ္တနာတွေနေရာတွေကြားတာကိုကြားတာဖြစ်တယ်။မပြောရင်ဘာသာဥပဒေစင်ဘာသာမစင်ဘူး။ပြောအောင်ဖြစ်တယ်။ဒီနေ့ဘာသာတော်ကိုသိပြီးနဲ့နေကြတာကဒီပေါ်ဝါဒနာအတတ်ကိုမျိုးဖြစ်ပါဘူး။ပေါ်ဝါဒနာဖြစ်လို့ဖြစ်နေတယ်။လူတိုင်းလူတိုင်းတောင်းလဲတောင်းလဲပေါ်ဝါဒနာဖြစ်တာ။ပေါ်ဝါဒနာဖြစ်တဲ့အကြောင်းကိုကြည့်ကြပါဦး။ ဒါပေမဲ့တကယ်တကယ်လက်တွေ့မှာနိုင်ငံကြီးချရပါဘူး။ဒါကလည်းမတော်ပြန်ချင်ချင်ပါဘူး။အားလုံးကတော့ဒီအရေးကြီးနေဆုံးတော့တာ။အဲ့လိုဖြစ်နေတာ။သူလည်းဒီဂျီဘိုကိုလည်းဒီဂျီဘိုကလည်းလာတာကိုလည်းလာစား။သူလည်းပတ်စံကိုလည်းပတ်စံကိုလည်းလိုချင်နေစတာမျိုးဖြစ်ပေါ်လာ။အားလုံးကတော့ဖေးပြီးနေဆုံးတော့တာ။ဒီနေ့ကတော့ဘူရီတော်နဲ့တော့လည်းတူထောက်မထောက်ရတာကိုကြည့်ရတော့။အေးရုပ်ဆောင်များကတော့ကြီးပွားစေချင်လို့ပုံတက်စေချင် ဒီဘဝကဒုက္ခရဲ့အဖြစ်ပါတယ်နော်လုံကောင်းတဲ့ဆန္ဒဖြစ်တယ်အဲ့တော့ဒီနေ့ဆက်မှာဘဝကဒီဘဝရဲ့ဘဝတစ်ခုနဲ့ဈေးမှာကြာပြီးတော့တခါတခါတော့ဒီကသိစင်းအောင်ဆက်ကြရအောင်ရှိတယ်အဲ့တော့တခါတခါမှလည်းဒီဘဝမှာဖြစ်တဲ့ဆန္ဒကိုမဲ့တော့တိုင်းကောင်းတယ်ပေါ့ဒီလိုဒီလားဆိုချင်းချင်းတည်းစင်းချင်းချင်းလို့ဆိုချင်းအေးငါမျိုးရည်ရွယ်ရအောင်ငါဥပဒေကြပါတယ်ဘုဒ္ဓရာဇ္ဇဆုံးမကြပါဘူး စီးပွားတာကောင်းပေါ့အနည်းဆုံးပုံဒီကားဆုံးဖြစ်ချင်းဒီမှာမိသားစုအားရချင်းပါတယ်နော်ဒီကောင်မောင်ရဲ့ချင်းချင်းဘာဒီမှာလာနေကြရတယ်နော်အငယ်တဲ့မှာကအကြီးတဲ့မှာအငယ်ပိုင်းကအကြီးကတော့ပြအကြီးပိုင်းကအငယ်ကတော့ပြအဲ့လိုအချင်းချင်းအမားကိုအဖြစ်နေတဲ့စိတ်နဲ့ဘုံနဲ့ကောင်းစေလိုတဲ့စိတ်နဲ့ထောက်ပြရတယ်ဆိုလို့ချင်းဒါမိသားစုတိုင်းမှာမိသားတွေလည်းဒီလိုမျိုးပဲပတ်စံတဲ့ သူတော်ကမိသားစုဖြစ်လာတာပေါ့သူတော်ရက်ခေါ်တခုသူတော်ကမာတော်ကိုသူတော်နိုင်ငံဖြစ်သွားပါပေါ့အဲ့လိုအချင်းချင်းဝဲရာချင်းမာတာချင်းပြည်ပြည်ပြည်ကြတဲ့လဲဆိုတဲ့ပုံရင်းနဲ့နေကြတော့ပေါ့ဘုရားကဘုံတော့ကောင်းတဲ့စနစ်တစ်ခုကိုချပေးရတာဖြစ်ပါတယ်သာသနာ့တန်ခိုးမှုတည်တဲ့ပုံတွေကိုချမှတ်ပေးရတဲ့စနစ်တစ်ခုဖြစ်တယ်ဘဝမှာကြည့်လဲဆိုတာနောက်အဲ့တော့ဒီလိုဘုရားရဲ့စည်းကမ်းတွေကကောင်းပါတယ်ပါတယ်အသက်ပေါ်မှာဖြစ်နေတယ် တ်ဖို့လည်းကြောင့်အာရုံစိုးရပါတယ်။ဘုရားရဲ့စိတ်ကံရဲ့ဥပဒေတွေကအတတ်ဖို့ဆိုလို့ရှိရင်အာရုံတော်ကြီးကစိုးရစီမှာရှိတဲ့စိတ်စီတာမျိုးပေါ့။ဒီကောင်းတဲ့ကြောင့်ဒီလေးဒီလေးကျောင်းလာပြီးနေပြီ။ယဟန်တော်ကအချင်းချင်းအပြစ်ကိုမြင်အကြောင်းကတော့ဘာသာပြန်ချင်းကပြောကြစမ်းတယ်ဖြစ်နေတဲ့ဝဲခေါ်တာဝဲလိုပေါ်တာဒီလိုခေါ်ရတယ်နော်။ဒါကြောင့်ဒီလေးဒီစဉ်းစားနေတော့ဗာနေစဉ်းစားအားလုံး ။သစ္စာများနဲ့လုံကောင်းတဲ့ဖိတ်မဲ့ဒီကပြုတ်တဲ့ပေါ်လာတဲ့အလေးချိန်ကိုဉာဏ်ပါမာဉာဏ်ပါမာအားလုံးနဲ့မိတ်ဓာတ်ရုပ်တွေနဲ့ဓာတ်ရတဲ့ဘောပေါင်းတယ်။ဒီမျိုးချင်းချင်းနဲ့အားများချင်းတော့ပြည့်ပြီးတော့ကောင်းတဲ့အောင်လူစဉ်ကိုယ်ကိုယ်စားအထုတ်တဲ့အားလုံးကိုတည်ပြီး။အာ